ောက်သမီးတို့မင်္ဂလာပါဒီချေဒီနေ့တောက်သမီးတို့ကိုပြောပြပေးမယ့်အကြောင်းအရာလေးကတော့မင်းထုံးမင်းအကြောင်းလေးပဲဖြစ်ပါတယ်မင်းထုံးမင်းอ่ะဆိုရင်တော့ဒီချေတို့မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့မင်းတပါပဲဖြစ်ပါတယ် ဒါဆိုရင်ဒီချဲနဲ့အတူတူမင်းထုံးမင်းအကြောင်းလေးကိုလိုက်ပြီးတော့တေချာလေးနားထောင်ပေးစေချင်ပါတယ်နော်မင်းထုံးမင်းကတော့တဲ့သူကတာယာဝတိမင်းရဲ့တားတော်တပါပဲဖြစ်ပါတယ်။ငဲနံမေကတော့မောင်လွင်ဖြစ်ပါတယ်တဲ့။ကဲတောင်းမိချင်းရောက်တဲ့အခါမှာတော့တဲ့မင်းထုံးမင်းသားလေးနဲ့ညီတော်ကနောင်မင်းသားလေးတို့ကိုဖခင်တာယာဝတိမင်းကသဲအင်းဆရာတော်ထံမှာစာပေတင်ကြားဖို့အနံ့ခဲ့ပါတယ်တဲ့။ ဒါဆိုရင်တားတို့သမီးတို့ဒီချက်ပြောပြပေးသွားတဲ့အကြောင်းအရာလေးကမင်းတုံးမင်းရဲ့ဘာအကြောင်းအရာလေးဖြစ်မယ်လို့ထင်ပါတလဲ။နည်းနည်းလေးစဉ်းစားပေးကြည့်ပါနော်။ကဲဟုတ်ပါပြီ။ဒီချက်နဲ့အတူတူလိုက်ပြီးတော့စဉ်းစားပေးမယ်။ဘာအကြောင်းအရာလေးဖြစ်မယ်လို့ထင်ပါတလဲ။ကဲဒီချက်ကပြောပြပေးပါမယ်နော်။မင်းတုံးမင်းရဲ့ငယ်စဉ်ဘဝအကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီချက်တို့မင်းတုံးမင်းက ဘယ်မင်းရဲ့ตาတော့ဖြစ်တယ်လဲဆိုရင်ตาရဝတိမင်းရဲ့ตาတော့ပဲဖြစ်ပါတယ်ငယ်နေမှန်ကတော့မာလွင်ဖြစ်ပါတယ်မင်းတုံးမင်းကตาရတွင်မင်းရဲ့ตาတော့တပါးပဲလာမဟုတ်သေးပါဘူးเนาะသူ့စီမှာညီတော့ကနောင်မင်းသားလည်းရှိပါတယ်ဒါဆိုရင်ဒီချေတော့ตาရဝတိမင်းမှာตาတော့ဘယ်နှယောက်ရှိပါတယ်လဲဆိုရင်ตาရဝတိမင်းမှာตาတော့2ယောက်ရှိပါတယ်เนาะ ဘသူနဲ့ဘသူလဲဆိုရင်ရောမင်းတုံးမင်းနဲ့ညီတော်ကနောင်မင်းသားပဲဖြစ်ပါတယ်နော်တအားတို့တမျိုးဒါလေးကိုတေချာလေးမှတ်ထားပေးပါကဲဟုတ်ပါပြီဒါဆိုရင်ဒီချေတို့ဆက်ပြီးတော့လေ့လာကြည့်ပါမယ်နော်မင်းတုံးမင်းနဲ့ဘရင်ဖြစ်လာတဲ့အခါမှာတော့အမေရပူရာမျိုးမှာထီးနန်းစိုးစံခဲ့ပြီးတော့ညီတော်ကနောင်မင်းသားကိုတော့တဲ့အိမ်ရှိမင်းအရာခန့်အပ်ခဲ့ပါတယ်တဲ့ကဲဒါဆိုရင်ဒီချေတို့ မင်းတုံးမင်းဘရင်ဖြစ်လာတဲ့အခါမှာဘယ်မျိုးမှာထီမန်းစိုးဆန်ခဲ့ပါသလဲ။နည်းနည်းလေးစဉ်းစားကြည့်မယ်နော်။ဟုတ်ပါတယ်။အမေရာပူရာမျိုးမှာထီမန်းစိုးဆန်ခဲ့ပါတယ်။ဘသူကိုအိမ်ရှိမင်းအရာခန့်အပ်ခဲ့တယ်လဲဆိုရင်ရောကနောင်မင်းသားကိုအိမ်ရှိအရာခန့်အပ်ခဲ့ပါတယ်။ညီတော်ကနောင်မင်းသားပါနော်။တီချေတို့မြို့တော်တဲ့မန္တလေးရတနာပုံနေပြည်တော်ကြီးကိုလည်း တည်ထောင်ခဲ့ပါတယ်တဲ့။ဒါဆိုရင်ဒီချေတို့မင်းတုံးမင်းဘရင်ဖြစ်လာတဲ့အခါမှာဘယ်မှာထိနှံစိုးစံခဲ့သလဲ။အမေရပူရာမျိုးမှာထိနှံစိုးစံခဲ့တယ်။ဘသူ့ကိုအိမ်ရှိမင်းအရာခန့်အပ်ခဲ့သလဲဆိုရင်ညီတော်ကနောင်မင်းသားကိုအိမ်ရှိမင်းအရာခံအပ်ခဲ့ပါတယ်တဲ့မျိုးတော်အစ်ကိုရောဘယ်မှာတည်ထောင်ခဲ့ပါသလဲမန္တလေးရတနာပုံနေပြီတော့ဆိုရဲမျိုးတော်အစ်ကြီးကို တည်ထောင်ခဲ့ပါတယ်။ကဲမင်းတုံးမင်းလက်ထက်မှာတော့တဲ့နိုင်ငံတော်ခင်မီတိုးတက်ဖို့အတွက်ကိုကြိုးပမ်းဆောင်ရွက်ပါတယ်။ဒါဆိုရင်ဒီချေတို့ဘလို့ကြိုးပမ်းဆောင်ရွက်ခက်တယ်လဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ပါမယ်နော်။မင်းတုံးမင်းဟာတဲ့ညီတော်အိမ်ရှိဆန်ကနောင်မင်းသားနဲ့တိုင်ပင်ပြီးတော့ဉာဏ်ပညာထက်မြက်တဲ့ပညာတော်သင်လူငယ်60ကျော်ကိုတဲ့ဘီတိန်ပြင်သစ်အီတလီအိန္ဒိယ ဆားတဲ့နိုင်ငံတွေကို စေလွှတ်ခဲ့ပါတယ်တဲ့ဒါဆိုရင်ဒီချေတို့မင်းတို့မင်းကပညာတော်သင်လူငယ်အယောက်60ကိုဘယ်နိုင်ငံတွေကိုစေလွှတ်ခဲ့တယ်လဲဆိုရင်တော့တောက်သမီးဘလို့ဖြေပါမလဲဒီချေနဲ့အတူတူ live ဖြေကြည့်ပါမယ်နော်ဘီတိန်ပြင်သစ်အီတလီအိန္ဒိယစားတဲ့နိုင်ငံတွေကိုစေလွှတ်ခဲ့ပါတယ် ကဲဟုတ်ပြီအဲ့ဒီဆေးလုခင်လိုက်တဲ့လူငယ်တွေကဘာပညာတွေသွားတင်တာလဲဒီ channel အတူတူဆက်ပြီးရောလေ့လာကြည့်မယ်နော်ကဲစက်မှုလက်မှုပညာတွေတဲ့စေအတက်ပညာတွေတဲ့နိုင်ငံအုပ်ချုပ်ရေးပညာတွေကိုသင်ယူခဲ့ကြပါတယ်တဲ့ဒီချက်ပြန်တစ်ခေါက်ပြောပေးပါမယ်နော်တီချဲတို့ပညာတော်သင်လူငယ်60ကဘာပညာတွေသင်ယူခဲ့ပါတလဲဆိုရင်စက်မှုလက်မှုပညာ ေအတက်ပညာနိုင်ငံအုပ်ချုပ်ရေးပညာတွေကိုသင်ယူခဲ့ကြပါတယ်တဲ့ကဲဟုတ်ပြီဒီချေတို့အဲ့ဒီပညာတော်သင်လူငယ်ပြန်ရောက်လာတဲ့အခါမှာလူငယ်တွေပြန်ရောက်လာပြီပေါ့နော်တိုင်းကြီးတိုးတက်စေဖို့အတွက်ကိုဘာတွေလုပ်ခဲ့တယ်လဲဆိုတာဆက်ပြီးလေ့လာပါမယ်နော်ဒီချေတို့ဟုတ်ပြီပညာတော်သင်လူငယ်တွေပြန်ရောက်လာနိုင်ငံကိုပြန်ရောက်လာပြီနော်နိုင်ငံကိုပြင်ရောက်လာပြီဆိုတော့ဒီချေတို့ကသူ့ရဲ့နိုင်ငံကိုပြင်ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့နိုင်ငံကြီးတိုးတက်ဖို့အတွက် တိုင်းပြည်တိုးတက်စေဖို့အတွက်အထောက်အကူပြုတဲ့စက်ယုံပေါင်း90ကျော်ပါเนาะ90ကျော်90ကျော်ကိုတည်ဆောက်ခဲ့ပါတယ်ဒါဆိုအဲ့ဒီစက်ယုံပေါင်း90ကျော်ထဲမှာဘာစက်ယုံတွေကိုဘာစက်ယုံတွေပါဝင်တလဲပေါ့เนาะဒီချေတို့ဆက်ပြီးပြန်ပြီးတော့ကြည့်ကြည့်ပါမယ်เนาะကဲဟုတ်ပြီအဲ့ဒီစက်ယုံပေါင်း90ကျော်ထဲမှာတော့ဖန်ချက်စက်ယုံစာပုံနှိပ်စက်ဒင်းကားစက်ယုံလက်နက်စက်ယုံတွေပဲဖြစ်ပါတယ် ဒါဆိုရင်ဒီချေတို့တစ်ခေါက်ပြန်ပြီးတော့ပြောကြည့်ပါမယ်နော်ဒီချေတို့အဲ့ဒီဒီဆောက်ခဲ့တဲ့ဆက်ယုံပေါင်း90ကြော်တွေထဲမှာဘာဆက်ယုံတွေပါဝင်တယ်လဲဆိုရင်ဖန်ချက်ဆက်ယုံစာပုံနှိပ်ဆက်ဒင်းကားဆက်ယုံလက်နက်ဆက်ယုံတို့ပဲဖြစ်ပါတယ်ကဲဒီချေတို့နောက်ထပ်ဘာတွေထပ်ပြီးတော့မင်းတုံးမင်းအားလှုပ်ဆောင်ခဲ့ပါသေးတယ်လဲဆက်ပြီးလေ့လာကြည့်ပါမယ်နော်မင်းတုံးမင်းဟာဆိုရင်ဖြင့်ဆဲညောင်းကံချောင်းတွေကိုတဲ့ပြုတ်ပြင်ပေးပြီးတော့တဲ့ ိုက်ပျိုးရေးတိုးတက်စေဖို့အတွက်ကို အထူးအားပေးခဲ့ပါတယ်တဲ့။ကုသန်းရောင်းဝယ်ရေးအဆင်ပြေစေဖို့အတွက်ကိုဒေါင်းဒင်းကားတွေကိုသွန်းလုံသုံးဆွဲစေပါတယ်တဲ့။ဒါဆိုရင်ဒီချဲတို့ဒီမှာဘာမှတ်ရမလဲဆိုရင်ဒီချဲတို့မင်းတုံးမင်းဟာဆိုရင်တော့ဖြင့်စိုက်ပျိုးရေးတိုးတက်စေဖို့အတွက်ကိုဆယ်ဒီမြောင်းနေကန်နေချောင်းတွေကို ပြုပြင်ပေးခဲ့ပါတယ်။နောက်ထပ်ကုသန်းရောင်းဝယ်ရေးအဆင်ပြေဖို့စေဖို့အတွက်ကို ဒေါင်းထင်းကားပြားတွေကို သုံးလုံးပုံဆွဲစေခဲ့ပါတယ်။မင်းမှုတန်းတွေကိုလည်းလစာပေးတဲ့စနစ်ကိုကျင့်သုံးခဲ့တဲ့အတွက် အုတ်ချုပ်ရည်ကိုကောင်းမွန်အောင်စီမံခဲ့ပါတယ်။အခွန်တော်ကောက်ခံရမှာတော့တဲ့စနစ်တကျရှိစေဖို့အတွက်ကို တတမေဓအခွန်တော်စနစ်ကိုကျင့်သုံးခဲ့ပါတယ်ဒီချေတို့ဒီမှာဆိုရင်တာသမီးတို့နားလည်အောင်ရှင်းများဆိုရင်နိုင်ငံတနိုင်ငံမှာဒီချေတို့အခွန်ဆောင်ရတာလေးရှိပါတယ်ဒီချေတို့ဒီနေ့အထိကိုအခွန်ဆောင်ရတာလေးရှိပါတယ်အဲ့ဒီခေတ်မှာကလေးကဒီချေတို့မြန်မာနိုင်ငံရဲ့ရှေးပြင်လက်တက်တွေအခါမှာကလေးကအခွန်ဆောင်ရတယ်ဆိုတာရှိခဲ့တယ်ဆိုတာကိုတာသမီးတို့မှတ်ထားရပါမယ်နော်ကဲဒီချေတို့ဆက်ပြီးတော့လေ့လာကြည့်ပါမယ်ကဲမင်းတုံးမင်းကတဲ့ငိန်ချမ်းရေးကိုလူလာတဲ့အတွက်ကိုတဲ့ဘီတိန် ပြင်သစ်အီတလီ နိုင်ငံတွေနဲ့ချစ်ကြည်ရင်းနှီးဖို့အတွက်ကိုကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်တဲ့နိုင်ငံတော်ငြိမ်းချမ်းရေးမှာဒီချေတို့နိုင်ငံတော်ငြိမ်းချမ်းရေးဆိုရင်ဒီချေတို့တအားတမျိုးတချို့နိုင်ငံတွေအကြောင်းတအားတမျိုးသိမှာပါစစ်တွေဖြစ်တဲ့တနိုင်ငံတန်နိုင်ငံစစ်တွေတိုက်ကြရတယ်အဲ့လိုမင်းထုံးမင်းကအဲ့လိုမျိုးစစ်ဖြစ်တာမလိုလားတဲ့အတွက်ကြောင့် ငိမ့်ချမ်းရေးကိုပဲလိုလားတဲ့အတွက်ကြောင့်တချို့ဘယ်နိုင်ငံတွေနဲ့ချစ်ကြည်ရင်းနှီးဖို့အတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ဆိုရင်တော့ဗြိတိန်ပြင်သစ်အီတလီနိုင်ငံတွေနဲ့ချစ်ကြည်ရင်းနှီးဖို့ကိုကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။တန်တမန်အဆက်အသွယ်ရရှိစေဖို့အတွက်ကိုတော့မြန်မာတန်အဖွဲ့ကိုလည်းဥရောပနိုင်ငံတွေကို စေလွှတ်ခဲ့ပါတယ်။ကဲကုသရန်ရောင်းဝယ်ရေးစာချုပ်တွေကိုလည်း ချုပ်ဆိုစေခဲ့ပါတယ်တဲ့ကုတန်းရောင်းဝယ်ရေးစာချုပ်တွေကိုချုပ်ဆိုတဲ့နေရာမှာတော့ဒီကျဲတို့တနိုင်ငံနဲ့တနိုင်ငံကုန်ပစ္စည်းဖလှယ်တဲ့ပုံစံမျိုးလည်းဖြစ်ခြင်းဖြစ်မယ်ဒီကျဲတို့ဒီဘက်နိုင်ငံကနေဟိုဘက်နိုင်ငံကုန်ပစ္စည်းရောင်းတာလည်းဖြစ်ခြင်းဖြစ်မယ်ဒါကိုဒီကျဲတို့ကုတန်းရောင်းဝယ်ရေးလို့ခေါ်တယ်အဲ့ဒီကုတန်းရောင်းဝယ်ရေးအတွက်ကိုစာချုပ်တွေကိုလည်းချုပ်ဆိုခဲ့ပါတယ်တိကျဲတို့နောက်ထပ်ဆက်ပြီးလေ့လာရမယ့်အကြောင်းအရာလေးကတော့မင်းတုံးမင်းငါဆိုရင်ဖြင့်ဗုဒ္ဓသာသနာတော်ကို ကြီးညူလေးစားပြီးတော့တဲ့အထောက်ပံ့ပြုခဲ့ပါတယ်တဲ့ဒါဆိုဒီချေတို့မြန်မာနိုင်ငံမှာဘာဘာသာကိုကိုးကွယ်တာလဲဆိုရင်ဗုဒ္ဓဘာသာကိုကိုးကွယ်ကြတာဖြစ်တယ်။ဒါကြောင့်တီချေတို့မင်းထုံးမင်းဟာဆိုရင်တော့ဗုဒ္ဓသာသနာတော်ကိုကြည်ညိုလေးစားတဲ့အတွက်ဗုဒ္ဓသာသနာတော်ကိုအထောက်ပံ့ပြုခဲ့ပါတယ်တဲ့။ရန်ကုန်မြို့မှာရှိရွှေတကုံစေတီတော်ကိုလည်းထီတော်အသက်တင်ခဲ့ပါတယ်တဲ့။ဒါဆိုသားသမီးကို ရွှေတကုံစည်ဒီတို့ဟာတကယ်လို့ဒီနေ့ထိတိုင်အောင်ရှိပါတယ်ရန်ကုန်မြို့မှာလည်းရှိပါတယ်အဲ့ဒီရွှေတကုံစေတီတော်ကိုထီးတော်အစ်တင်ခဲ့ပါတယ်။သာသနာတော်အရှိတီတန့်ခိုင်မြဲစေဖို့အတွက်ကိုလည်းပြင်စမတင်္ဃာယနာတင်ပွဲကို အောင်မြင်စွာဆောင်ရွက်ခဲ့ပါတယ်။ပိတကတ်သုံးပုံကိုလည်းကြောက်စာရေးထိုးစေပြီးတော့မဟာလောကမရဇိန်ကုတူတော်ဖရာဝင်းနဲ့မှစိုက်ထူခဲ့ပါတယ်။ဒါဆိုရင်တီချေတို့ ပိတကတ်သုံးပုံကိုကြောက်စာရေးထိုးပြီးတော့ဘယ်ဖျားဝင်းနဲ့မှစိုက်ခုထုခဲ့ပါတလဲဆိုရင်ရောမဟာလောကမာရဇိန်ကုတုတော့ဖျားဝင်းနဲ့မှစိုက်ထုခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်အန်တီကြောက်စာတွေဟာတဲ့ကပ္ပအကြီးဆုံးစာအုပ်အဖြစ်ထင်ရှားပါတယ်တဲ့။အန်တီကြောက်စာတွေဟာဆိုတာကတော့ပိတကတ်သုံးပုံကိုရေးထိုးခဲ့တဲ့ကြောက်စာတွေပဲဖြစ်ပါတယ်နော်။ ီကျဲတို့ဒီမှာကတော့စာထဲမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကြောက်စာတွေလို့ပဲသုံးနှုန်းထားဖြစ်ပါတယ်။အဲဟုတ်ပြီဒီကျဲတို့ထပ်ပြီးတော့ဘာတွေကိုမင်းတို့မင်းဟာထပ်ပြီးတော့ပြုလုပ်ခဲ့သေးတယ်လဲဆိုရင်တော့တိုင်းသူပြည်သားတွေအသိဉာဏ်တိုးပွားလာစေဖို့အတွက်ကိုတဲ့သတင်းအချက်အလက်ဗဟုသုတတိုးပွားစေဖို့ရတနာပုံနေပြီးတော့သတင်းစာကို ထုတ်ဝေခဲ့ပါတယ် ဒါဆိုရင်မင်းတုံးမင်းကတိုင်းသူပြည်သားတွေအသိဉာဏ်တိုးပွားလာစေဖို့နဲ့သတင်းအချက်အလက်ဗဟုသုတတွေတိုးပွားစေဖို့အတွက်ဘယ်သတင်းစာကိုထုတ်ဝေခဲ့တယ်လဲဆိုရင်ရောဒါတမျိုးဘလို့ဖြေပါမလဲဒီ channel အတူတူတစ်ခေါက်ဖြေကြည့်ပါမယ်နော်ရတနာပုံနေပြီးတော့သတင်းစာကိုထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်ဒါဆိုရင်တချို့တော့မင်းတုံးမင်းရဲ့ကြိုးပမ်းဆောင်ရွက်ချက်တွေကြောင့်နဲ့နိုင်ငံတော်ကတည်ငြိမ်အေးချမ်းပြီးတော့အဖက်ဖက်ကနေပြီးတော့ခင်မီတိုးတက်လာပါတယ်တဲ့ ဒါကတော့တီချဲတို့မင်းထုံးမင်းအကြောင်းလေးပဲဖြစ်ပါတယ်။မင်းထုံးမင်းအကြောင်းလေးကိုတီချဲတို့ညီကုန်းချော့ရမယ်ဆိုရင်တော့ဖြင့်မင်းထုံးမင်းဟာတိုင်းပြည်သာယာအေဂျင့်ဝါပြောစီဖို့အတွက်ကိုအဖက်ဖက်ကနေကြိုးပမ်းဆောင်ရွက်ခဲ့တဲ့မင်းတပါပဲဖြစ်ပါတယ်။တီချဲရဲ့မင်းထုံးမင်းအကြောင်းလေးကတော့ဒီနေ့တော့ဒီလောက်ပါပဲ။တောက်သမီးနဲ့နောက်သင်ခန်းစာမှာဆက်ပြီးတော့ထပ်တွေ့ပါမယ်။